Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ Oreo ကကြော်ညာအကုန်ကျစိရှော့ချရန် AI ကိုစတင်အသုံးပြုတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် Mondilas International ဟာဆိုရင်တော့ကြော်ညာထုတ်လုပ်မှုကုန်ကျစိတွေကိုရှော့ချဖို့အတွက် Generative AI 2အသစ်တစ်ခုကိုအသုံးပြုနေတယ်လို့အကြီးတန်းအမှုဆောင်တဦးကပြောကြားခဲ့ပါတယ် Oreo Cadbury နဲ့ Milka စတဲ့မုတ်တွေကိုထုတ်လုပ်တဲ့ Chicago အခြေစိုက်အဆိုပါကုမ္ပဏီဟာဆိုရင် Publicis Group နဲ့အခြားဆန်းတို့နဲ့ပူးပေါင်းပြီးတော့ အဆိုပါ2ကိုတီထွင်ခဲ့ကဒီ project မှာ American dollar တန်း40ကျော်ရင်းနှီးမြှုပ်နှံထားတာလည်းဖြစ်ပါတယ်။အဆိုပါ2ကို American မှာရှိတဲ့ Chips A Ho နဲ့ Germany မှာရှိတဲ့ Milka တို့အတွက် social media အကြောင်းအရာတွေဖန်တီးဖို့အသုံးပြုနေပြီးသားလည်းဖြစ်ပါတယ်။ Mondelez က November လမှာ Amazon နဲ့ Walmart တို့မှာ Oreo ရဲ့ထုတ်ကုန်စာမျက်နှာတွေအတွက်တိုးချဲ့သွားဖို့စီစဉ်ထားတယ်လို့ Brazil နဲ့ပြည်ထောင်နိုင်ငံတွေမှာရှိတဲ့အခြားအမှတ်တံဆိပ်တွေအတွက်ပါတိုးချဲ့သွားမှာဖြစ်ပါတယ်။ အဆိုပါ2ဟာဆိုရင်တော့2026ခုနှစ်အားလည်းရဒါမှမဟုတ်2029ခုနှစ်စူပါဘိုးအတွက်ရုပ်မြင်သံကြားကြော်ညာတူတွေကိုပါထုတ်လုပ်နိုင်ပွဲရှိတယ်လို့ကုမ္ပဏီကပြောပါတယ်။ Mondelez ကတော့ဗီဒီယိုရဲ့ရှုပ်ထွေးမှုအပေါ်မူတည်ပြီးကြော်ညာထုတ်လုပ်မှုကုန်ကြမ်းစစ်30ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းအထိကို short ချနိုင်မယ်လို့လည်းမျှော်မှန်းထားပါတယ်။ Capsaicin နဲ့ Coca-Cola တို့အပါအဝင်တခြားအမှတ်တရစိတ်တွေကလည်းကြော်ညာအတွက် AI ကိုစတင်အသုံးပြုလို့နေကြပြီပဲဖြစ်ပါရခင်ဗျာ။ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါဦးခင်ဗျာ။